ကောင်းပါတယ်သူကဘဲရသွားတဲ့အတွက်ကြောင့်ဘဲရသွားပြီးတော့ညနေတာဟုတ်တယ်ဟုတ်တယ်မကျွန်တော်လည်းရစေချင်တာလည်းကြာပါပြီရစေချင်တာလည်းကြာပြီဆိုတော့လေအဲ့လိုမျိုး तू စိတ်ချမ်းသာရပါပြီကျမဘဲနဲ့ဆိုတော့ခြေလို့ရတယ်လေရှင်တော်ဒီလိုဘဲရှိလားကျမလိုဘဲရှိလားကျွန်မဒီငင်းနေပါရှင်ကိုမချောက်ကြိုက်ပါဘူးမဆုံမပါဘူး तू ပြောလို့ရှိရင်တော့မရရင်တော့မှအဲ့လိုလေရှာပြီးမဲ့တကယ်ကဖြစ်နေကြရဲ့အခြေအနေကအဲ့လိုဖြစ်အဲ့လိုမျိုးဖြစ်နေတော့ဟိုအဓိကကျတော့ကျွန်တော်ဘက်မှာ तू ပြောမှပဲအကုန်လုံးပြောမှဆိုတော့လေ तू အစိတ်ချမ်းသာ မှန်နဲ့ပတ်သက်ပြီးတော့ဒါအောင်တီရီယာဒါမန်သိမ်းမှာဆိုရင်လည်းဆိုင်ခွဲတွေရှိတယ်ဒါရန်ကုန်မှာဆိုရင်အဲဒါအခုဒါဖွင့်တာဆို၄ဆိုင်မြောက်ပေါ့နော်ဆိုတော့ဟိုဒါက customer ယုံကြည်မှုရလို့ဒါလျင်အဲကောင်းလို့ဒါလျင် service ကောင်းလို့ဒါလျင်ဒါဆိုင်ခွဲတွေအများကြီးဖွင့်နိုင်တာပေါ့နော်ဆိုတော့ဒီနေ့မျက်စိစမ်းသွားဖို့လည်းရှိပါတယ်ဟုတ်ဟုတ်တယ်သူက power ရှိတယ်အဲ့ဒီကနည်းနည်း away away ပေါ့ away လေးနည်းနည်းရှိတယ်စလန်ဒါပေါ့နော်အဲ့အဲ့ဒါလေးစစ်မယ်ပြီးရင်ဒီကဟိုပါလေမျက်စိအရန် စွန်တက်တယ်လူသားမသိမစွန်မျက်စိဟာငငယ်တည်းအဲ့လိုမျိုးဂိုင်းတူစွန်တာဒီအောက်ကိုတလုံးအပေါ်တလုံးအဲ့လိုဂိုင်းတူအဲ့လိုမျိုးစွန်တာငငယ်တည်းရာနော်အဲ့လိုလူစွန်မှုအတွက်ကိုမျက်စိအရင်စွန်ပေးလိုက်တာငငယ်တည်းရာဒီလားအဲ့ဒါနောက်ပိုင်းမတိလာပါလဲဆိုတော့ယူရက်ငငယ်တဲ့မျက်တောင်အရင်ထူလာထူတော့ကြတော့အဲ့မှာကြီးကြီးပိတ်ပိတ်ပြီးတော့မှယူရက်အဲ့လိုဖြစ်တာလဲပါသလိုဟိုဟာဓာတ်တစ်ခုခုထုတ်တက်ရတယ်ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့အဲ့အတွက်ကိုလည်းအဲဒါနောက်ပိုင်းကြတော့ဒီမျက်စိ ဆရာဝန်နဲ့တရားဆွေးနွေးတိုင်ပင်ပြီးတော့မှအာဒါအခုတိတ်မထွက်တော့တာပေါ့နော်အဲဆိုအခုကျတော့မိတ်ကက်ဒီဘိုက်ဆိုလဲအဒီမျက်လုံးတစ်ဝိုက်ကိုတရားလေးတန့်စင်နေရှူရအဲ့မဲ့ဆိုမျက်စိဆုံးမှာအရင်ကြောက်တာအဲ့ဒါအောင်မှအဲ့လို view site နေရကြဟိုမှာအဲ့လိုနည်းနည်းစွန်သေးတာဆိုတော့ကျတော့အဲ့ဒါလေးကလေမပောက်သွားပဲနဲ့အကုန်မထွက်သွားပဲနဲ့အဲ့ဒီမှာစီလေးကြီးခဲသွားတာဆိုတော့အဲ့ဒါလေးရှိတယ်ဆိုတော့အဲ့ဒါလေးကိုခဲတာဆိုတော့ထက်ထက်ထွက်တယ်နော်အဲ့လို ဟုတ်တယ်အဲ့ဒါကြောင့်ပြန်ပြရမှာပေါ့အခုကျွန်တော်ကဟိုမျက်လုံးနဲ့ပတ်သက်ပြီးတော့အခါမှတော့အဲ့လိုမျိုးသူလူကြကြဖြစ်တာတော့တင်ရှိအာမျက်မှန်တက်လို့ရှိရင်တော့ကျွန်တော်ကဒီတိုင်း capacity ပဲတက်တာပို့များတယ်ကျွန်တော်ကျမဘဲနဲ့ဆိုတော့ခြေလို့ရတယ်လေရှင်းတော့ဒီလိုပဲရှိလားကျွန်တော်လည်းပဲရှိလားဟုတ်မဲ့ဒီငင်းငင်းနေပါရှင်းကိုမချောက်ကြိုက်ပါဘူးမစုံမိုးပါဘူးကောင်းပါတယ်သူကဘဲရသွားတဲ့အတွက်ကြောင့်မို့ဘဲရသွားပြီးတော့ညာနေတာဟုတ်တယ်ဟုတ်တယ်မကျွန်တော်လည်းရားစစ်ချင်တာလည်းကြာပါပြီရားစစ်ချင်တာလည်းကြာပြီဆိုတော့လေအဲ့လိုမျိုးသူစိတ်ချမ်းသာရပါပြီ ူပြောလို့ရှိရင်တော့မရရင်တောင်မှအဲ့လိုလေးရှာပြီးမဲ့တကယ်ကဖြစ်နေကြရဲ့အခြေအနေကအဲ့လိုဖြစ်နေအဲ့လိုမျိုးဖြစ်နေတော့ဟိုအဓိကကျတော့ကျွန်တော်ဘက်မှာသူပြောမှပဲအကုန်လုံးပြောမှဆိုတော့လေသူ့အစိတ်ချလာတာရမ်းနေတာကောင်မလဲအရမ်းနေတာဟုတ်တယ်ပပလစ်မှလည်းငြိမ်နေဟုတ်တယ်အဲ့ဆိုကိုယ့်ကိုအိမ်ထဲမှာနေရင်လည်းငြိမ်နေတော့ inner ရောအောက်ကြရောအဲ့လိုမျိုးအဲ့လိုမျိုးငြိမ်အရမ်း very good ပဲအဲ့လိုဂျုံထိုးနေရလေးတခုပဲအဲ့ဒါတိတ်နေတဲ့ကစားတယ်ဟမ်ဟုတ်တော့ဒရိစာကိုလုံးချစ်တာအသက်ငယ်သေးရောကြာ ကျန်ပါလို့စစ်သမီးကိုစိုးသိနေတာလေ။ဗျာဗျာဗျာ။ကျွန်တော်မပြောပါဘူး။ तू ပြောရင်ရပါပြီလို့ပြောတာ။ तू ပြောရင်ရပါပြီလို့ပြောတာပါ။အဲ့လိုမျိုးအိမ်မော်အလုံးကသမီးပြောရင်အဲ့လိုပြောကြ။ပြောတယ်ဟုတ်ကဲ့။စိတ်ချမ်းသာ။စီရင်နေတယ်တော့ဆောင်းလေးရအောင်အရန်တည်နေတဲ့သမင်ကလေးကိုပဲကြည့်လေအဲ့လိုသမင်ရှိနေရတော့ပုံမပြတ်ဘူးအကိုရိုးဆိုရင်ပုံပြတ်နေတယ် အဲတက်ခါလာလိုက်ချင်းသူ့ကိုတွေ့ဘူးပြောက်နေကျွန်တော်လက်ရှာနေလက်ရှာနေလေလက်ရှာတော့ဘယ်ရောက်ဘယ်ရောက်သွားပြီလဲဆိုတော့ဘညာ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 ပြီးတော့မှသူအဲ့တက်တယ်ကြီးမှာပဲကေပြောင်းနေရောသူရှာနေလဲတွေ့တယ်ကျွန်တော်ရက်ကြည့်နေလိုက်တယ်သူပဲချိန်ကျွန်တော်တွေ့မလဲပေါ့နော်သူပဲဘယ်ချိန်ကျွန်တော်တွေ့မလဲဆိုတော့ပြီးတော့ဆရာဟောဟောဆိုတော့အဲ့လိုဖြစ်သွားသူတစ်ချက်30ကတော့သူအာပါ ဟဲ့ဒီနေရာမဟုတ်တိုက်ဆိုင်ထားတာတိုက်ဆိုင်ထားမဟုတ်လေကျွန်တော်တိုက်တဲ့နေရာနေပြီးတော့ကျွန်တော်တို့ဒီဝတ်စာလေးစီစဉ်ဟုတ်တယ်ဟုတ်တယ်အစော branching လေးတူတဲ့ခါကျတော့ကျွန်တော်တို့အာပြောမယ်အာပြောမယ်ပုံစံလေးပုံစံလေးရလဲနည်းနည်းတူအောင်ဒီနေ့ကျွန်တော်ညပြောလို့လေအဲ့လိုဒါတော့နည်းနည်း ဟိုချုပ်ထိန်းထားရမှာ dress တွေပါတယ်နည်းမဟုတ်တဲ့ခါကျအော်အဲ့ဒီရောအတူတူသွားရပြပါတယ်ဒါပေမဲ့ဒီလိုမျိုး fashion တူပြီးတိုက်ဆိုင်သွားမယ်လို့တော့မထင်ခဲ့မိအိမ်မာနေရတော့ကြိုက်ပါတယ်ဒါပေမဲ့အလုံးရှိရဲ့ခါကြလို့ရှင်တော့တိတ်အစင်ကြီးပေါ့အတော်တော့ကြောက်ဒီလိုပါတယ်ဒါပေမဲ့ mood ဆိုရင်တော့အိမ်မာပဲနေချင်ပါတယ်မနေ့တော့ဆိုရင်အဲ့လို အေးပါဒီကအလဲလက်ပဲအလဲလက်ပဲအဲ့လိုအစောမရအောင်အရင်ငယ်ရုံးကတော့မိုးရွာတာအရင်ကြိုက်တယ်ဘာလို့ဆိုမိုးရီချိုးတယ်တည်ရမလားအဲ့မိုးမိုးကြနေရလေးကြည်တယ်မိုးတန်လေးနားထောင်တယ်အခုကျတော့နည်းနည်းအရွယ်ရောက်လာတဲ့အခါကျဘာဖြစ်လဲဆိုတော့တိတ်မကြိုက်ချင်တော့အဲ့ဆိုဘာလို့ဆိုတိတိလေးလေအဲ့လိုဟိုခွေးလေးတွေဟိုမိုးရွာရင်သူနေကြမရှိတော့ဘူးဆိုတော့အားပြင်ချိုးအိမ်နေသွားနေရင်လည်းသူကမနေမခံအောင်ဆိုတော့မောင်းထုတ်ကြတယ်ဆိုတော့အဲ့လိုအဲ့လိုအဲ့ဒီအချက်တော့လုံးဝမကြိုက်ဘူး ဝေးအေးလေးနဲ့တကယ်ကြီးရဲ့မိချက်လိုက်ရဘယ်လိုမျိုးလေးစားကျင်နေတဲ့စိတ်မျိုးလေးရှိအဲ့လိုဟိုကမှုန်ဟင်းမှုန်ဟင်းတောက်ချက်ဟုတ်တယ်မလားမှုန်ဟင်းတီးရွက်ဆုံးပေါ့တာလဘောလို့လည်းခေါ်တယ်ဟုတ်ကဲ့ဆက်တန်းလေးကိုဘယ်တော့ဖြစ်သေးတယ်မလားသူမင်းညပဲကျွန်တော် list ပို့ထားပြီကွာဒါလေးစားခြင်းတယ်နောက်ပိုင်းကျလို့ရှိရင်ဘာပဲချက်ချက်ရတယ်မဟုတ်တော့သူကအဲ့လိုမျိုးဒါလေးသူတွဲဆက်ထားတယ်အဆင်ပြေမဟုတ်ဘူးပညာအဆင်ပြေအောင်လို့လေရေရအဲ့လိုမျိုးကျွန်တော်ခေါင်းမစားတော့ဘူးကွာစဉ်းစားပြရ အရန်တော်အဲ့လိုမျိုးအဲ့လိုတေးသက်ပြီးတော့မှလေအဲ့လိုချက်ပြရတဲ့တခါတည်းတန်ရှင်းအပြီးပဲအခုဝင်ပြီးတော့နှမ်းဖြူတဲ့အပိုင်းလေးတွေပြောပေးအကြီးစားလေအကြီးစားလုပ်ပေးရလေအလုံးဗီဒီယိုမှာမြင်နေတိုင်းပဲအကြီးစားလုပ်ပေးရဘာလို့ဒါပေမဲ့ကိုကလုပ်ပေးရမှန်းနဲ့သူစိတ်မရှိရအဓိကတော့ပြပြပြကျွန်တော်လုပ်ပြမယ်အမဆိုပြီးတော့ သွားတာတော့အဲ့ဒါတော့သူ့ကံတရားအတိုင်းပဲသူ့ကုသိုလ်ကံနဲ့သူ့ပဲကိုကတော့လုတ်ပေးရတယ်ဒီမှာ2မျိုးလောက်ပြီးနေပြီတော့သူကချက်တုံတလောကသူကမပြီးသေးဘူးဆိုတော့အခါကျတော့လေပြီးတော့လည်းမျက်ရည်ကလည်းသူကြာနေမြင်တာနဲ့ကိုကသမားစရာလေးဖြစ်သွားတယ်အကိစ္စကိုကျွန်မအဲ့လို social media မှာမရှင်းကျင်တော့ဒီမှာရှင်းမယ်မီဒီယာနဲ့ရှင်းမယ်အဲ့ဒါဘာလဲဆိုတော့ဘာဘာမှားသွားလဲဆိုတော့ချက်တုံလီးရဲ့အချိန်မှာမဟုတ်တာအရေးပါတဲ့ကိစ္စတော့မဟုတ်ပါဘူးပြောပြတာကြုံလို့ပြောပြတာ စက်တုံကိုကအဲ့လိုစက်တုံအမြဲတမ်းလီးလိုက်အဲ့လိုပပလေးလီးတာပပလေးလီးရဒါပေမဲ့ तू အဲ့မြဲပဲပြုတ်တော့မှာပဲပြုတ်တော့မှာဆိုတော့ तू ကအဲ့လိုပါးရမလို့အဲ့ခါကျမှအထူးဆိုအထူးဆိုတော့ရတာပေါ့မီးသူမဆိုလေကိုကမို့ပပလေးနဲ့အဲ့လိုပပလော့လော့လေးလေးလို့ရအောင်လီးတာဟိုတယ်စတိုင်လိုမျိုးပါပပလော့လော့လေးနဲ့ပါကြည့်ရမလားအဲ့လိုမျိုးလုံးဝဘာဝင်ပန်းဝင်နေကြပမာမဟုတ်လေကျွန်တော်တို့စက်တုံလီးပွားလို့ရစက်တုံကတခုချင်းစီလေးလေးဖြစ်သွားမှာပဲအဲ့ခါကျမှအော်ဟုတ်တာပါဆိုတော့အဲ့တော့ရှင်းပြရတယ် ဲ့လိုဖြစ်သွားတယ်အဲ့ဆိုရင်ဒီတစ်ခါချိန်ပိုင်းလေးကြာရင်ရှင်းလိုက်ရှင်းပြရသေးတယ်ဘိုင်းလက်ကူပေးတော့အဲ့လိုမျိုးပါတိကျရင်းနဲ့ပါသူအိမ်ရှင်းမှာပဲနေလို့အိမ်ရှင်းမှာပဲဖုံးတာမဟုတ်သွားအဲ့လိုမျိုးစားမှာမနေတတ်ဘူးအားနာလို့ထင်တယ်မနေတတ်ဘူးအဲ့လိုမျိုးသွားအပင်ပန်းခံပြီးတော့ဝိုင်းလောက်ပေးတာဝိုင်းလောက်ပေးတယ်ဆိုပေမဲ့ဟိုကိုကသူ့ကြည့်ရင်လည်းကိုပင်ပန်းသွားအရှိကြမဟုတ်အဲ့လိုလေငငယ်တွေကအဲ့လိုတငယ်ချင်းအိမ်နေပါတယ်သွားရတာပဲဖြစ်ဖြစ်ပေါ့နော်သူတို့အိမ်ကချက်တွေ့ရဆိုရင်အဲဒီပကံနေတိမ့်ပေးရမှာနဲ့ဆေးပေးရမှာအကုတ်တော့ တယ်ဟုတ်တယ်ဆိုတော့ကျွန်တော်ဈေးပေးရတာပြီးတဲ့ခါကျတော့ပြီးရရအကုန်အကုန်ဈေးရအဲ့လိုအဲ့ဒါအဲ့ဒါဘယ်လိုပြောမလဲဟိုဟာပေါ့ဟိုဟိုဒါကိုကိုအကျင့်လေးပေါ့နော်အဲ့တော့သူများကြီးမှသွားလင်အဲ့လိုအမိုက်ဒီပါလေးဆိုကိုကရှင်းပေးခဲ့ရမယ်အဲ့ဆိုသမီးလည်းအကျွေးကိုအောင်စားပေးခဲ့ရမယ်ဒါဟိုဟာပေါ့တယောက်နဲ့တယောက်တငငချင်းနေစီမှာထားရမယ်ဟိုဟာလေးတွေပေါ့ဖိုင်ကြလို့ရှိရင်ဒီငှက်ကြွေတဲ့နေ့ကြလို့ပဲနေ့လည်စာကိုမစားရဘဲအများကြီးနှစ်နှစ်စာပါစား။အဲဒါအဲ့လိုမျိုးငင်းငယ်ချက်ပေးရတယ်။ သူကနီးလေကလေးကနီးလေစာမစားတော့ဘူးအဲ့ဒီညစာနဲ့နှစ်ခုသူကပေါင်းအဲ့လိုအဲ့လိုအဲ့လိုအနည်းဆုံးနှစ်ပတ်ကံပဲနှစ်ခါထည့်ပဲအနည်းဆုံးတစ်ခါထည့်ပြီးနောက်နှစ်ခါထည့်ပဲအဲ့လို